ဖေကွန်နီရဲ့ပြင်းပြတဲ့စိတ်ကြောင့်ရရှိခဲ့တဲ့နိုင်ပွဲတစ်ခု။မနေ့ကဆော့သွားခဲ့တဲ့ဖေကွန် versus လီကွစ်ဖိလစ်ပင်းတို့ရဲ့ပွဲမှာလီကွစ်က3-1နဲ့နိုင်သွားခဲ့ပြီးမြေဖေကွန်နီရဲ့ game 3မှာရှိခဲ့တဲ့မန်ဒယ်ရီတင်းကမက်စရီတွေကဖေကွန်ကိုတဝဲနိုင်နေခဲ့တာပဲဗျ။လီကွစ်ဖိလစ်ပင်းနဲ့ဖေကွန်စနဲဆိုတော့ဖေကွန်စနဲဆိုတာ NBA Philippines Rivals တွေလို့တောင်ဆိုရမယ်အတင်းတွေဆိုတော့စိတ်ကိုတင်းပြီးတော့ game 3ကိုနိုင်အောင်ဆော့သွားခဲ့လို့ထင်တယ်။ ဲ့တော့ Falcon တွေ Blue Draft တွေထုတ်ပြီးတော့ Liquid Philippines လို့ World Champion အသင်းကိုတပွဲနဲ့အောင်ဆော့သွားလဲဆိုတာသိရင်တော့ဗီဒီယိုဆုံးလိကြည့်ဖို့တိုက်တွန်းနေတယ်ဗျာ Draft မိုင်းမှာ Falcon ဘက်က Bane Goling ယူလာတယ် Bane လို Fighter Goling တကောင်က Ben Masman ကိုမှတိတ်ပြီးတော့အကြောင်းနေစရာမလိုသလိုဘတ်တယ်ဝင်ထွက်တွေအတွက်လည်းကောင်းတယ်အဲ့ဒါအောင်မှာ Khali Run နဲ့တွဲသွားတာ Khali Run ထုတ်ရတဲ့ရည်ရွယ်ချက်ကတစ်ဖက်က backline ထိုင်နေ hero တွေကြောင့်ပဲ if လို့အထိုင်မေးရယ် grandya လို့စစ်စစ်ကပြည့်ရတဲ့ hero မဟုတ်ဘဲနဲ့ စပေးစပန်လို့ရတဲ့မက်စမန်ကြောင့်ခလီရုံထုတ်သွားတယ်လို့ထင်နေဗျာဒီနေရာမှာဆိုရင်ကတ်တီးဇီရဲ့ aggressive ဖြစ်တာကိုအခွင့်အောင်းယူပြီးတော့ဆန်ရှောင်းဖလစ်ကနဲ့ခုံဖမ်းပြသွားတယ်ပြောရရင်ဖေကွန်ကလက်ကွက်ကိုမေ့ချက်ကောင်ကျွေးပြီးတော့ဂျန်ဂလာကိုပြန်ဆားသွားတဲ့သဘောလှုပ်သွားတာဘင်ဂူလိန်တွေဘလောက် damage ထွက်လဲဒီမှာတွေ့နိုင်ပုံမှန်မက်စမန်ဆိုရင် အာလီတိုင်မင်မှာအဲ့လိုတန်းဖြတ်ဖို့မဖြစ်နိုင်ဘူးဗျာအဲ့ဒါဘင်ဂူလိန်ရဲ့အားသာချက်တစ်ခုပဲပြီးတော့ဖေကွန်ကတာတေပေးရရင်ဟီရိုကီရောင်ပြန်ယူတယ် အဓိကပွဲကိုအရန်နှိမ်တောင်းထိန်းသွားရလို့မြင်တယ် contest this turtle they they want they don't want it to go in the hands of Carl's easy but he does just grab it easily Sanford oh. will flicker on out oh, disengage there's a the glorious pathway JP and the rest of Liquid can actually oh. choose the fight that they're gonna pick but he gets trapped between four members of Fagon ကဒီပွဲမှာတကောင်ကျွေးရရင်တကောင်ရအောင်ပြန်ယူရတာအဲ့လိုမျိုး Good Team အတွက် Trigger ပြန်ယူနိုင်တာလေဒီပွဲမှာ Fagon ပြန်ပြီးတော့ level ဖြစ်အောင်လှုပ်သွားတဲ့အနေအထားတွေပဲဗျာ ီးတော့ဒီလိုမျိုးအရန်သွေးပူနေတဲ့ကာတီးစီဝင်ကောက်တာကိုငမန်းနဲ့ထိန်းသွားတာကဖေကွန်ရဲ့အဓိကပြဿနာကိုအဖေရှာတွေ့သွားတာပဲအမှဆိုရင်ကျွန်လာတဲ့ Alice ကိုရလိုက်တော့ပွဲရဖေကွန်ဘက်ကိုရောက်သွားပြီ They know how long he is they see him Sanford thrown of Rowan but it's not enough to stop Dawson from taking him down ဒီလော့ဘယ်တွေကဖေကွန်နေအတွက်ကြီးမားတဲ့အပြောင်းလဲဖြစ်သွားစေတာပဲလို့ပြောရမယ်ကာတီးစီကလောက်ထူတာရောငမန်းဟိုပါရှောင်ရတော့စပယ်ကုန်ပြီးတော့တွေးနေသွားပြီအဲ့အချိန်မှာ Sanstrong ဖမ်းချလိုက်တာ Foreman ကုန်ရှောသွားတော့ဒီဘက်တည်းကဖေကွန်နီရဲ့လိန်နင်းမိုင်းတွေဖမ်မင်းမိုင်းတွေကိုပို့ပြီးတော့အဆင်ပြေသွားစေခဲ့ရပါဗျာ Deadly catch by Marco and now it's just Stanford left 40s holding on against three members of Falcons this is nigh impossible to win but he might take third super Marco but he won't as Marco ဒီလောပတ်တည်းမှာဆိုရင်လေကတိစီကို UNS light cap ပေးထားတာကကောင်းသွားတယ်လို့ပြောရမယ်အဲ့မှာ if အရင်ပြတ်သွားတာကလည်း second drop ကောင်းတဲ့ atmosphere တစ်ခုကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်သွားတယ်။ဒီနောက်ဆုံးဖက်ထဲမှာဆိုရင်လေဖေကွန်ဘက်ကလော့ပေးထားရတာကြောင့်ဇွတ်လိုက်ချတယ်အဲ့မှာ brain damage ကအရင်များလုံးနေတာဗျမူမန့်စပီကလည်းတော်တော်မြန်တော့လိုက်လို့ရတယ်ယူရီနပ်စ်ကလည်း dive ပေးတာတွေကလုံးဝကွက်တိလုတ်ပြီးတော့ တပွဲနိုင်ဆိုတဲ့ရလက်ကိုယူသွားနိုင်ခဲ့တာပဲ brother တို့ရောဖေကွန်နေစော်သွားတာကိုဘယ်လိုမြင်လဲ comment မှာဝင်အောင်ဆွေးနွေးသွားလို့ရတယ်လို့ကျွန်တော်တို့ရဲ့ Facebook page ဖြစ်တဲ့ TNH Esports page ကိုလည်း like and follow လုပ်သွားရအောင်ပြောရင်းနဲ့ဒီ video ကိုအဆုံးသတ်လိုက်ချင်ပါတယ်